ဟိုကျမနမရတော့နေ့ဤဆိုလို့ခေါ်ပါရဲ့အသက်ကတော့25ရှိပြီနော်ကြောက်ခဲ့စီနေရာရဲ့ဝေဒနာရှင်တောက်ပါနော်အကျုံးမူထားလည်းရှိပါတယ်ကြောက်ခဲ့စီရာကတော့အခု7နှစ်နဲ့9လရှိပါရှင်အခု thank you အရင်ကဘယ်လိုခံစားရလဲဆိုလို့ရှိရင်ခန္ဓာကိုယ်ကမလုတ်ချင်မကင်ဘူးညောင်းကြိုက်တယ်လေးလံနဲ့တဲလည်းမတဲချင်မှုမောတယ်ပြီးတော့ကျတော့ရောင်နေပေါ့တကူတော့အဲဘယ်ဘာမှစားချင်တောက်ချင်စိတ်မရှိဘူးပေါ့အဲ့လိုမျိုးခံစားရတယ်ပဲရှင့် ဟုတ်ပါလေဒီစေးပေါင်းငွေကြီးကုထောင်ကိုဘာလို့ခိုင်ရင်ဖြစ်တာလဲဆိုတော့ကိုကဒီမန်ဒီမြန်မာအလုံးလုံးနေရယ်အလုံးလုံးနေရယ်အလုံးလုံးနေရယ်အချိန်မှာဟိုမှာဒီလူနာတွေကလည်းဒီရှီကိုရှီမှာအလိုမျိုးစေးပေါင်းငွေကြီးလုတ်လုတ်သွားရယ်ပေါ့နော်လုတ်သွားရဲ့ခါမှာသူတို့ဘလို့လမ်းဆန်းသွားရယ်ပေါ်ပါသွားရယ်ကောင်းသွားရယ်ဆိုတော့မြင်ရတဲ့အတွက်ကိုတိုင်းခိုင်ဖို့ဆုံးဖြတ်ခဲ့တာပါ ဘယ်လိုခံစားရလဲဆိုတော့ကျတော့ဒီစေဘောင်းကြီးကိုတော့ခံတဲ့ခါကြလို့ရှိရင်သူကခန္ဓာကိုယ်ကနည်းနည်းပေါ့ပါသွားတယ်လို့ခံစားရတယ်အရင်ကထက်ပိုပြီးတော့တက်တက်လက်လက်နဲ့နင်းလို့ကောင်းတယ်လို့ခံစားရတယ်ရှင့်ကြောင်လေးလာမယ်လို့ထင်ပါတယ်အဲ့တော့ကျောင်းခန္ဓာကိုအရင်အထက်ပို့ပြီးတက်တက်လက်လက်နဲ့နေနိုင်မယ်ပြီးတော့ကျတော့ဟိုအသက်ရှူမောတာကြက်တိုင်းလဲရောမယ်လို့ထင်ပါတယ်